မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းရောက်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စေအုစုအရှိုက်ကိုထိုးနှက်လိုက်သောထိုင်းနိုင်ငံသားဤဝင်ကြီးဤအပြောဆွေတရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံသားဤဝင်ကြီးစီဟာဆက်ဖောင်ကက်ကေယောကဘန်ကောက်ရှိနိုင်ငံသားတရင်တောက်များကလပ်တွေအာဆီယံအနေဖြင့်ရွေးကောက်ပွဲပြီးလျက်ပင်မြန်မာနှင့်ဆက်ဆံရအခက်အခဲရှိမည်ဟုပြောဆိုသွားခဲ့ပြီးဖြစ်ပါတယ်။၎င်းမှတဆက်သေးဆိုသလိုဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးရန်တောင်းဆိုသွားခဲ့ပါတယ်။ ပြည်ရင်းစစ်တီဖြစ်ပွားနေသည့်ကြားမှာစေအုစုစီစဉ်ထားသောရွေးကောက်ပွဲသည်တလခန့်သာလိုတော့ချိန်တွင်ထိုင်းနိုင်ငံသားဥဝင်ကြီးကယခုလိုအာဆီယံ၏သဘောထားကိုထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါသည်။စေအုစုသည်သက်ဆိုင်သူအလုံးနှင့်ဆွေးနွေးခြင်းပင်မရှိဘဲရွေးကောက်ပွဲလှုပ်လာပြီးအနေထားသည်မိမိတို့အနေဖြင့်၎င်းတို့နှင့်ပြန်လည်ဆက်ဆံဖို့ခက်ခဲလာလိမ့်မည်ဟုစီဟာဆက်ကဆိုပါသည်။အာဆီယံအနေဖြင့်ထိုသဘောအတိုင်းတစည်းတစ်လုံးတည်းယက်တည်သွားနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းလည်းပြောသွားခဲ့ပါသည်။ ယခုလိုအချိန်မျိုးတွင်တော်အောင်ဆန်းစုကြည်ကိုပြန်လွတ်ဖို့အသေးချာစဉ်းစားရတော့မည့်အချိန်ရောက်လာပြီဖြစ်ကြောင်းသူမအားဖန်ဆီးထားသည့်မှာကြာလာပြီဖြစ်၍အသက်အရွယ်ရကျန်းမာရေးအခြေအနေမိတို့ရှိနေသည်ဆိုသည်ကိုမသိရဟုလည်းပြောသွားခဲ့ပါတယ်။ထိုင်းသည်အာဆီယံ၏အထူးအဖွဲ့ဝင်၅နိုင်ငံတည်းတွင်ဆေးဥစုအပေါ်သဘောထားအပြော့ပြောင်းဆုံးနိုင်ငံဟုယူဆထားခြင်းတွင်ယခုလိုပြောဆိုလာခြင်းကြောင့်ကြားရသူအပေါင်းအံ့အားသင့်သွားကြပြီလည်းဖြစ်ပါတယ်။ပြည်သူများကတော့နိုင်ငံပိုင်ငွေကျပ်ဘီလီယံပေါင်းများစွာဖြုန်းတီးကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိမတ်မပြု မည်သူအုပ်ချုပ်လာသည်ဖြစ်စေအစိုးရအဖြစ်လည်းအတိမတ်ပြုကြမည်မဟုတ်ပဲမိမိတို့တိုက်ပွဲကိုအဆုံးစွန်အထိဆက်လက်တိုက်ခိုက်သွားမည်သာဖြစ်ကြပါသည် တော်လန်ရေခီးသည်ရှေးလျှောက်ကျန်းတန်းလာမည်ဖြစ်သည်နှင့်အမျှအပြည့်အနာစာများလည်းရှိလာနိုင်သည်ကိုနားလည်သဘောပေါက်ထားကြရမည်။ယခုအခါအမေရိကန်ဤသဘောထားသည့်ကမောက်ကမဖြစ်လာနေ၍မိမိတို့အချင်းချင်းအငင်းပွားရန်လုံးနေကြမည်အစားဘုံရန်သူကိုမျက်ခြေပြတ်မခံပဲကြောချင်းကတ်ရင်ချင်းကတ်ထားရမည်အချိန်ရောက်လာနေပြီဖြစ်ပါသည်။ပြည်သူများကလည်း၎င်းတို့နာမည်ကြီးလာရေးတစ်ခုတည်းရှေးရှုပြီးအော်အော်တောင်းနှင်းဖြစ်အောင်မိမျိုးစုံဖြင့်အစထောင်လာသူများကိုသတိပြုကြရမည်ဖြစ်ပါれ၎င်းတို့နောက်တစ်ခေါက်ခေါက်ပါအောင်လိုက်နေပါကစစ်မြေပြင်တွင် အသက်ဆုံးတိုက်ပွဲဝင်နေကြသောပြည်သူသားကောင်းများစိတ်သက်ပြတ်ပြသွားနိုင်ပြီသည်2024နိုဝင်ဘာ24ရက်နေ့မီမီပို့စ်ကို မီမိုရီမှတဆင့်တွေ့လာခဲ့ပြီးပြန်လည်ဖတ်ရှုကြည့်ရန်စစ်တိတ်ဘုံကျဲတိုက်ခိုက်နေမှုများအလုတ်ဖြစ်လာပုံရာသီလက္ခဏာတရက်အဖြစ်တအောင်းမျိုးသားလွမြောက်ရေးတပ်မှပြောခွင့်ရမှစစ်ရေးပဋိပက္ခများအဆုံးသက်ရန်ဆွေးနွေးဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်။လေဆင်လိုလိုတိုက်ပွဲများဖြစ်ပွားလာနေမှုကြောင့်မိမိတို့ဒေသတွင်ရှိလူလူဒုက္ခဒုက္ခများကြုံလာနေရသည်ဟုဆိုပါတယ်။ထို့သောမိမိတို့ဤခုခံပိုင်ခွင့်ကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုဆိုပါတယ်။ TNL ပြောခွင့်ရဗိုလ်ချုပ်တာဘုံကျော်မှ ဆွေးနွေးမည်ဆိုတော့လေမိမိတို့နေမိများကိုလက်လွတ်ခံပြီးမဟုတ်ဘူး AFP သတင်းဌာနကိုအသိပေးခဲ့ပါတယ်။သို့သောယခုအခါတအောင်တက်များသည့်နေမိများကိုလက်လွတ်ပေးခဲ့ရုံမကာ၎င်းတို့သိမ်းပိုက်ခဲ့သည့်မိုးကုတ်ကိုပဲအကြမ်းဖက်ဆဲဥစုများကိုပြန်ဆောင်ခေါ်လာကြတော့မည်ဖြစ်ပါတယ်။၎င်းတို့နဲ့အတူဆွန်းဆွန်းတမန်တိုက်ပွဲဝင်ခဲ့ကြသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလည်းမျိုးရင်းမှဆုတ်ခွာခိုင်းနေပြီဖြစ်ပါတယ်။စစ်အာဏာရှင်လက်အောက်မှလွတ်ပြီးကျွတ်ပြီးဆိုကအိုးစီဘုံမောင်းတီးကြိုးဆိုခဲ့ကြသော မိုးကုတ်ပြည်သူများကစစ်အာဏာရှင်ဘက်ကသားများရန်ကြောက်၍ တင်းရှောင်ကုန်ကြပြီဖြစ်ပါတယ်။ဘိုးကုံမျိုးကတော့လူသူကင်းမဲ့သွားတော့လေဘိုးချုပ်တာပုံးကျော်တို့တူးယူသွား၍ဟောင်းလောင်းသာကြံ့တော်သောတွင်ဟောင်းများသာရှိနေပေသည်။ထို့သောတကယ်တမ်းလှုပ်လာမည်ဆိုကတအောင်တို့အပေါ်အမဲဆက်ကြီးစွန့်ထင့်ကြံ့ရစ်ခဲ့တော်မူလေဖြစ်သည်။ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။မော်လိုက်ခရိုင်တွင်ဒိန်ငတ်စစ်စင်ရေးကာလအတွင်းပြူစောတီစစ်စခန်း၈ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်သားနှင့်ပြူစောတီတရားကျော်ထိဆောင် စစ်တုံးပန်းများနှင့်လက်နက်ခရံအများပြားတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမော်လိုက်ခရိုင်တွင်တင်ငတ်စစ်စင်ရေးကာလအတွင်းဖြူစော်တီစခန်းရှိခုကိုတင်ပတ်ရရှိခဲ့ပြီးစစ်သားနှင့်ဖြူစော်တီတရာကျော်တည်ဆုံကစစ်တုံးပန်းများနှင့်လက်နက်ခရံအများပြားတင်စီရရှိခဲ့ကြောင်းမော်လိုက်တော်လန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ရခုနှစ်ဩဂုတ်လမှနိုဝင်ဘာလ24ရက်နေ့အထိမွန်လိုက်ခရိုင်အတွင်း၌တင်ငတ်စစ်စင်ရေးဖော်ဆောင်ခဲ့ရာစစ်သားပြူစောတိရှိခုကို သိမ်းပိုက်နိုင်ခဲ့ပြီးကြေးရွာပေါင်း18ရွာကိုဇုံမိုးထိန်းချုပ်နိုင်ခဲ့ကြောင်းရင်းတိုက်ပွဲများအတွင်စစ်သားတရာကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာစစ်တုံးပန်းများလက်နက်ခရံများလည်းအများအပြားသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ပထမစခန်း၅ခုသိမ်းမိတာတစ်ဖြတ်ပုံနောက်ထပ်စခန်း၃ခုထပ်ရတဲ့အော်တိုဘာလ26ရက်ကနေနိုဝင်ဘာလ15ရက်နေ့အထိစွန်နန်အိုးဘုံထိန်းတာ၃ရွာသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ်။ စစ်စင်ရေးကာလဒီနေ့ပဲအပြည့်ရလိုက်တာပါရန်သူဘက်ကတာလွန်အင်အားနဲ့ထိုးလာလို့ပြန်ဆုတ်ထားရတဲ့အနေထားပါဟုမော်လိုက်တော်လန်ရေးအင်အားစုမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါစစ်စင်ရေးကိုမော်လိုက်တော်လန်ရေးအင်အားစုများဖြစ်သည့်ခရိုင်တရင်ချင်းတရင်နှစ်တရင်သုံးတရင်လီမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖဖောင်းပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖနှင့်ခရိုင်ကိုကဲရေယုံတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဒေါ်လာရေးတက်များ၏ထိန်းငယ်စစ်စင်ရေးကာလအတွင်းတင်ပတ်ရရှိခဲ့သောပြူစခန်းများမှာထော်တာရွာပြူစောတီစခန်းအော်စည်းကုံရွာစကန်ညောင်ဝင်းရွာဖြူစော်တီကိတ်စကန်နောင်ပိန်ရွာစကန်ကုံ နာပင်ရွာစခန်းကုန်းနဲ့တောင်းအင်ရွာစစ်တပ်စခန်း၊စွန်နန်းပြူစော်တီစခန်း၊အိုးဘိုပြူစော်တီစခန်းနဲ့ထိန်သာရွာပြူစော်တီစခန်းတို့ဖြစ်ကြောင်းသိရပါတယ်။လက်ရှိအခြေတွင်စစ်စင်ရေးနယ်မြေအတွင်းရှိတောင်သူလယ်သမားများစပားရိတ်သိမ်းချိန်နှင့်ပြည်သူလူထုစစ်ပေးရှောင်ရခြင်းအခက်အခဲများကိုငင်းညာထောက်ရှုသောအပြင်တိုင်းငယ်စစ်စင်ရေးထိုးစစ်ကိုအထက်ညွန်ကြားချက်အရရက်အကန့်သတ်မရှိရက်တက်လိုက်ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဆလဘီပို့ကုန်ရောင်းဝယ်များမှရရှိသောဒေါ်လာများကိုစစ်တပ်ကစစ်လက်နက်ခေရန်နှင့်စစ်ပစ္စည်းများဝယ်ယူရန် ကုန်တယ်တချို့ကိုငွေပေးချေရန်ဒေါ်လာလွှဲခိုင်း Green Howard သွင်းကုန်ပို့ကုန်ကုမ္ပဏီမှစိန်ဝင်းခစိန်ဝင်းလေးကစစ်တပ်အတွက်လက်နက်ခဲယံများဝယ်ယူရန်ငွေလဲတာဝန်ယူပေးတယ်ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မြန်မာနိုင်ငံမှာတင်ပို့သောလေယာထွက်ကုန်နှင့်ရေထွက်ကုန်များအပါအဝင်မြန်မာပို့ကုန်များမှရရှိသောပို့ကုန်ရဝင်များကိုစစ်လက်နက်ခဲယံနှင့်စစ်ပစ္စည်းများဝယ်ယူရတွင်တိုက်ရိုက်အုံပြုနေပြီးပို့ကုန်လုပ်ငန်းရှင်ခုံတဲ့တို့ကိုစစ်လက်နက်ပစ္စည်းအယောင်အဝယ်အတွက် ငွေပေးချေရန်တိုက်ရိုက်ထော်လာများလွှဲခိုင်းနေကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ကပေနံပြောင်းရောဘာရေထွက်ကုန်အပါအဝင်မြန်မာနိုင်ငံမှတင်ပို့သောဖို့ကုန်များအတွက်ရရှိသောအမေရိကန်ဒေါ်လာငွေများကိုစစ်တပ်ဖမ်းများထံသို့ပြန်လည်ပေးသွင်းရန်ဖို့ကုန်လုပ်ငန်းရှင်များကိုညွှန်ကြားထားကြောင်းရှင်တို့အနက်မှာပို့ကုန်လုပ်ငန်းရှင်ကြီးအချို့မှာစစ်တပ်အတွက်ဝယ်ယူသောစစ်လက်နက်ပစ္စည်းများကိုငွေပေးချေရန်၎င်းတို့နိုင်ငံသားငွေအကောင့်များမှတဆင့်ငွေပေးချေမှုများလှုပ်ဆောင်ပေးနေရကြောင်းသိရပါဗျ။ ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်အခြေဆိုင် Green Harvard Enterprise Company ကပေအမျိုးမျိုးအပါအဝင်ညမပို့ကုန်များကိုတင်ပို့ပြီးရှင်းကုမ္ပဏီကိုစိန်ဝင်းခေါ်စိန်ဝင်းလေးကဦးစီးတောင်းရခုအခါစိန်ဝင်းခစိန်ဝင်းလေးကစစ်တပ်အတွက်ဝယ်ယူထားသောစစ်လက်နက်ပစ္စည်းများခရရများအတွက်ငွေပေးချေခြင်းအဓိကတာဝန်ယူဆောင်ရွက်ပေးနေကြောင်းသိရပါတယ်စိန်ဝင်းခါစိန်ဝင်းလေး Green Howard ကအခုစစ်တပ်အတွက်ပို့ကုန်ရောင်းဝယ်တွေကိုငွေလွှဲပေးတာကိုသူကလုပ်ပေးတယ် ပို့ကုန်ရငွေဒေါ်လာတက်တန်းနဲ့အထက်ကိုဝယ်ပေးနေတာသူပဲသူကမြန်မာငွေထုတ်ပေးတယ်သူ့ကိုပို့ကုန်ရငွေဘန်စရင်အတိုင်းပြန်ရောင်းနေအဲ့ဒီမှာသူကဘယ်ဘန်ကအကောင့်ကိုငွေအမောင်းဘလောက်ပြန်လွှဲပေးပါဆိုပြီးခိုင်းနေကျွန်တော်တို့စိန်ဝင်လေးခိုင်းနေအကောင့်တွေကိုငွေပြန်လွှဲပေးရတယ်စိန်ဝင်လေးကိုယ်တိုင်ပြောတာကအဲ့ဒါတွေကစစ်လက်နက်ပစ္စည်းတွေအတွက်ငွေလွှဲပေးရမယ့်အကောင့်တွေသူဒီလိုဒေါ်လာတန်းချီဝယ်နေတာကစစ်တပ်အတွက်သူလုတ်ပေးနေတယ်ဆိုတာသူကိုယ်တိုင်ထုတ်ပြောတာအဲ့ဒီလိုမျိုးနဲ့စစ်လက်နက်ပစ္စည်းတွေဝယ်တဲ့အကောင့်တွေအတွက် ပို့ကုန်ရငွေတွေလွှဲပေးနေရတာဟုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တအုပ်ကပြောဆိုပါတယ်။နိုင်ငံတကာကစစ်တပ်ဤမြမစည်းပွားရေးဘက်နှင့်မြမကုံတွယ်ရေးနှင့်ယင်းနှမြုံနံမှုဖက်များကိုစည်းပွားရေးပိတ်ဆို့ထားတော်လဲရကုအခစစ်တပ်ကလက်နက်ပစ္စည်းများနှင့်ခဲယမ်းများဝယ်ယူမှုအတွက်ပို့ကုန်လုပ်ငန်းရှင်များဤနိုင်ငံသားငွေနှင့်ဘဏ်အကောင့်များကိုငွေပေးချေခံရတွင်တိုက်ရိုက်အသုံးပြုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့ပေးတင်ပို့လို့ရတဲ့ငွေတွေကတကယ်ငွေအတန်တွေ ိန္ဒိယက TATA ကုမ္ပဏီဘက်ကနေပေးချေတဲ့ငွေအတန်တွေအဲ့ဒါတွေကိုစစ်လက်နက်ပစ္စည်းပွဲယူမှုအတွက်ငွေပေးချေရတာကျွန်တော်တို့မှလည်းဒေါ်လာတန်းချီကိုရောင်းစရာလိုမရှိဘူးအဲ့ဒီလိုပွဲပေးတာကလည်းစစ်တပ်အတွက်ပွဲပေးနေတဲ့စိန်ဝင်ခစိန်ဝင်လေးပဲရှိတယ်ဟုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကရှင်းပြပါတယ်။အကြံဖက်စစ်တပ်ကပို့ကုန်ရောင်းဝယ်မှရရှိသောနိုင်ငံခြားငွေများကို၎င်းတို့ဤဘဏ်များထံသို့ပြန်လည်အနှံခိုင်းပြီးကုန်တယ်များကိုမြန်မာကျပ်ငွေပြန်လည်ထုတ်ပေးကြောင်း ရှင်းအောင်ကုန်သည်များဤပို့ကုန်ရငွေနိုင်ငံခြားဒေါ်လာများကိုစစ်တပ်အတွက်လိုအပ်သည့်နေရာများအလုံးတွင်အသုံးချနေကြောင်းရင်းနှီးလန်းဖြင့်အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးများ၏စီးပွားရေးပိတ်ဆို့မှုများကိုရှောင်လွှဲလျက်ရှိကြောင်းသိရပါသည်။